ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ28ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါ ပထမဆုံးသတင်းအနေဖြင့်ဂျာကာလာဒေသနာရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ဦးဆောင်ကျင်းပတဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသနာရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအစည်းအဝေးအမှတ်စဉ်7မြင်းဆောင်2025ကိုမတ်လ29ရက်မနက်10:00နာရီအချိန်တွင်ကျင်းပခဲ့ပြီးကြာကလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းမှအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတက်ရောက်လာကြသောဂျာကာလာဒေသန္တရပြည်သူ့ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအဖွဲ့ဝင်များမှစက်တင်ဘာ2025တွင်ချမှတ်ထားသောရှေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ပြည်စည်းမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်ရန်ကြံရှိနေသေးသည့်လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီး တက်ရောက်လာသော ဝင်းကြီးဌာန၏တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်ချက်များကိုအကျယ်တဝင့်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ပြည်ထောင်စုဝင်းကြီးချုပ်မန်ဝင်းခိုင်တမ်းမှဦးဆောင်ကပြည်ထောင်စုဝင်းကြီးများဒုတိယပြည်ထောင်စုဝင်းကြီးများအမြဲတမ်းအတွင်းဝန်များတွဲဘက်အမြဲတမ်းအတွင်းဝန်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်စကိုင်းနှင့်မကွေးဒေသများရှိလူအခွင့်အရေးတာဝန်ခံများက၎င်းတို့ကြုံတွေ့ရသည့်မြေပြင်အခြေအနေများရှင်းလင်းပွဲသို့ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတက်ရောက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍တုံ့သက်ခြင်းအခက်အခဲများဖော်ထုတ်ခြင်းနှင့်ကြော်လွှားနိုင်မည့်နည်းလမ်းများကိုတင်ပြဆွေးနွေးသည့်အစည်းအဝေးတစ်ခုအားမတ်လ26ရက်နေ့တွင်လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့်ကျင်းပခဲ့ပါသည်။တွေ့ဆုံဆွေးနွေးပွဲတွင်လူအခွင့်အရေးဆ ဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကအဖွင့်မိန်ကွန်းပြောကြားခဲ့ပြီးလူအခွင့်ရေးရာတာဝန်ခံများကသက်ဆိုင်ရာဝန်ကြီးဌာနများသို့တင်ပြခြင်းအပြန်အလှန်ဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ပါတယ်။ထို့သို့တင်ပြချက်များတွင်လူအခွင့်ရေးဆိုင်ရာတာဝန်ခံများကတရားစီရင်ရေးဆိုင်ရာကြုံတွေ့ရသည့်အခြေအနေများ ဂျာကာလာအုပ်ချုပ်ရေးဆိုင်ရာကြုံတွေ့ရသည့်အခြေအနေများလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်လူ့အခွင့်အရေးပညာပေးခြင်းဆိုင်ရာကိစ္စရပ်များအစရှိသည့်အကြောင်းအရာများကိုဆွေးနွေးတင်ပြခဲ့ပါတယ်။တက်ရောက်လာသည့်ဝန်ကြီးဌာနများဘက်မှလည်းလိုအပ်သည့်သတင်းအချက်အလက်မျှဝေမှုများဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်အခြေအနေများပူးပေါင်းဆောင်ရွက်မည်နည်းလမ်းများစသည်တို့ကိုကြေလည်စွာပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပါတယ်။ ်ထို့နောက်လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းမှကျေးဇူးတင်စကားပြောကြားခဲ့ပြီးအစည်းအဝေးအားရုပ်သိမ်းခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီ CRPH အလုသမားရေးရာကော်မတီဥက္ကဋ္ဌနှင့်ထိုင်းနိုင်ငံရောက်အလုသမားကူညီရေးအဖွဲ့များပရာဟိတအသင်းအဖွဲ့များတွေ့ဆုံ၍မြန်မာအလုသမားများအရေးလက်တွဲပူးပေါင်းဖြည့်ရှင်းနိုင်ရေးဆွေးနွေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအလို့သမားရေးရာကော်မတီဥက္ကဋ္ဌဦးဥက္ကာမင်းမှမတ်လ26ရက်နေ့တွင်ထိုင်းနိုင်ငံရှိအလို့သမားကုညီရေးအဖွဲ့များပရာဟိတအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍မြမအလို့သမားများကြုံတွေ့နေရသည့်အခက်အခဲများကိုလက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေးဆွေးနွေးခဲ့ပါသည်တွေ့ဆုံဆွေးနွေးပွဲတွင်အလို့သမားရေးရာကော်မတီဥက္ကဋ္ဌကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနှင့်အလို့သမားရေးရာကော်မတီတို့၏ဆောင်ရွက်နေမှုများထိုင်းနိုင်ငံအောက်လွှတ်တော်၌ကျင်းပသည့်ဆွေးနွေးပွဲတွင်မြမရွှေပြောင်းနေထိုင်သူများအရေးတိုက်တွန်းခဲ့မှုများ ကမ္ဘာအလုံသမားအဖွဲ့ ILO ၏မြန်မာအလုံသမားများအတွက်လက်တလောဆောင်ရွက်နေမှုများကိုရှင်းလင်းဆွေးနွေးခဲ့ပါတယ်။တက်ရောက်လာသည့်အဖွဲ့များ၏ဥဆောင်သူများကမြန်မာအလုံသမားများကြုံတွေ့နေရသည့်အခက်အခဲများဥပဒေနှင့်အညီနေထိုင်နိုင်ရေးနှင့်ဥပဒေပါအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်သိရှိလိုသည့်များကိုမေးမြန်းဆွေးနွေးခဲ့ကြပြီးထိုင်းနိုင်ငံရှိမြန်မာအလုံသမားများအရေးဆောင်ရွက်ပေးစေလိုသည့်အချက်များကိုလည်းအကြံပြုတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ ထို့နောက်လုံသမားရေးရာကော်မတီဥက္ကဋ္ဌကမေးမြန်းမှုများအားပြန်လည်ဖြေကြားခဲ့ပြီးကြုံတွေ့နေရသည့်အခက်အခဲများကိုရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်အကြံပြုချက်များကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူများထံတင်ပြဆွေးနွေးပေးသွားမည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့ပါရခင်ဗျာဆလဘီမြမအရေးနှင့်ပတ်သက်၍လုံခြုံရေးကောင်စီသည်၎င်း၏အဓိကတာဝန်ကိုဆောင်ရွက်ရန်ပြက်ကွက်လျက်ရှိတယ်လို့တမ်မတ်ကြီးဦးကျော်မိုးထွန်းပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။ မြန်မာအရေးနှင့်ပတ်သက်၍လုံခြုံရေးကောင်စီသည်၎င်း၏အဓိကတာဝန်ကိုဆောင်ရွက်ရန်ပြက်ကွက်လျက်ရှိတယ်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစင့်မြင့်အစည်းအဝေး၏ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းများတွင်လိုက်လျောညှိထွေမှုကိုမြင့်တင်ရန်ခေတ်သစ်စိန်ခေါ်မှုများကိုတုံ့ပြန်ခြင်းခေါင်းစဉ်ဖြင့်ကျင်းပသောအစည်းအဝေး၌ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောပါသည် စိုးရိမ်ပွဲရာအခြေအနေများကိုမိမိအနေဖြင့်လုံခြုံရေးကောင်စီနှင့်သက်ဆိုင်ရာကုလသမဂ္ဂအစည်းအဝေးများတွင်ကြိမ်းပမ်းများစွာထောက်ပြခဲ့ပါကြောင်းလက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည်ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုအမှန်တကယ်ပင်အကျိုးသက်ရောက်မှုများရှိနေကြောင်း ထိုကဲ့သို့ကြီးလေးသည့်အခြေအနေများကိုလစ်လျူရှုလျက်လုံခြုံရေးကောင်စီအနေဖြင့်အရေးယူဆောင်ရွက်ရန်ကြိုးပမ်းမှုများကိုပယ်ချနေကြောင်းမြန်မာအခြေအနေမှာအရေးပေါ်အခြေအနေဖြစ်တော်လဲလုံခြုံရေးကောင်စီအနေဖြင့်အဆိုပါအခြေအနေကိုမျက်ွယ်ပြုကာအရေးယူဆောင်ရွက်မှုများကင်းမဲ့နေစေဖြစ်ကြောင်းတမ်းမတ်ကြီးကပြောပါတယ်မြန်မာပြည်သူများမှ၎င်းတို့၏အသက်နှင့်ဘဝများအားကဲတင်ပေးပါရန်အကြင်ကြင်အခါခါတောင်းပန်နေတော်လဲလုံခြုံရေးကောင်စီသည်မြန်မာပြည်သူများ၏တောင်းဆိုသံများကိုလစ်လျူရှုထားဆဲဖြစ်ပြီး မြန်မာပြည်သူများအပေါ်ပြက်ကွက်လျက်ရှိကြောင်းတမ်းမတ်ကြီးကထောက်ပြပြောဆိုပါရခင်ဗျာဆလဘီကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးတွင် Scope, Modalities, Format and Organization of the High Level Conference on Rohingya Muslim and Other Minorities in Myanmar ဆုံးဖြတ်ချက်အဆိုမူကြမ်းအားရုရှားကိုယ်စားလှယ်မှပြင်ဆင်ချက် တင်သွင်းတော်လဲမဲခွဲပယ်ချခဲ့ပြီးအတည်ပြုနိုင်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်62ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးတွင် Scope, Modalities, Format and Organization of the High Level Conference on Rohingya Muslims and Other Minorities in Myanmar ဆုံးဖြတ်ချက်အဆိုမူကြမ်း A79L67 အတီးပြုတ်ဆုံးဖြတ်ချက်ချမှတ်ခြင်းကိုမတ်လ25ရက်ကကျင်းပခဲ့ပါတယ်။ ရင်အစည်းအဝေး၌မြန်မာနိုင်ငံ၏ရည်တည်ချက်နှင့်ဆက်လင်း၍ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကရိုဟင်ဂျာနှင့်အခြားသောလူနည်းစုများအပါအဝင်ပြည်သူအားလုံး၏အခြေခံအခွင့်အရေးများကိုမြင့်တင်ကာကွယ်ခြင်းနှင့်၎င်းတို့၏အခြေအနေများအားဖြည့်ရှင်းပေးရေးတို့ကမိမိတို့နိုင်ငံ၏ဦးစားပေးအကြောင်းအရာဖြစ်ကြောင်းအဆိုပါရည်ရွယ်ချက်ဖြင့်ပင်အဆိုမူကြမ်းအားဆွေးနွေးသည့်လုပ်ငန်းစဉ်တစ်လျှောက်လုံးအလေးထားပါဝင်ခဲ့ကြောင်း ယနေ့အတီးပြုဆုံးဖြတ်မည့်အဆိုမူချမ်းအတွက်အပြုသဘောဆောင်စွာ ပါဝင်ဆွေးနွေးပေးခဲ့ကြသည့်ကိုယ်စားလှယ်အဖွဲ့များအားကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။အစည်းအဝေးတွင်ရုရှားကိုယ်စားလှယ်အဖွဲ့က L67 အဆိုမူချမ်း၌ပါဝင်သည့်လူ့အခွင့်အရေးကိစ္စရပ်များအပါအဝင်မြန်မာနိုင်ငံသို့ရိုဟင်ဂျာဒုက္ခသည်များစောလင်စွာပြန်လည်သွားရောက်နိုင်ရေးအတွက်တင့်လျော်သည့်ပတ်ဝန်းကျင်ဖန်တီးပေးရေးစာသားတို့အားဖြုတ်ချရန်တောင်းဆိုသည့်ပြင်ဆင်ချက် L68 လူခွင့်ရင်ဆိုင်ရာမဟာမင်းကြီး၏ပါဝင်မှုနှင့်ပတ်သက်သည့်စာသားအားဖြုတ်ချရန်တောင်းဆိုသည့်ပြင်ဆင်ချက် L69 နှင့် Gender Parity နှင့်လူငယ်များကိုစားပြုမှုနှင့်ဆက်ဆက်စာသားအားဖြုတ်ချရန်တောင်းဆိုသည့်ပြင်ဆင်ချက် L70 တို့အားအသီးသီးတင်သွင်းခဲ့ကြပါသည်။ ပြင်းစင်ချက်များအားအတီးပြူခြင်းမရှိသည့်အားလျော်စွာအစိုးမူချမ်း L67 အားအထွေထွေညီလာခံတဘာပတိမတင်သွင်းခဲ့သည့်အတိုင်းမဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံမဲ141မဲကန်းကွက်မဲ3ညမဲနှင့်ကြားနေမဲ10မဲတို့ဖြင့်အတီးပြူဆုံးဖြတ်နိုင်ခဲ့ပါသည်မြန်မာနိုင်ငံအနေဖြင့်ရုရှားကိုယ်စားလှယ်အဖွဲ့မှတင်သွင်းသည့်ပြင်းစင်ချက်3ခုလုံးအားကန်းကွက်မဲပေးခဲ့ပြီးကုလသမဂ္ဂအထွေထွေညီလာခံတဘာပတိမတင်သွင်းသည့်အစိုးမူချမ်းတစ်ခုလုံးကိုထောက်ခံမဲပေး၍ရည်တည်ခဲ့ပါရခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့်အဆိုတော်ဖြူဖြူကျော်သိန်းဩစတြေးလျနိုင်ငံ New South Wales Parliament House မှာစကားပြောခွင့်ရရှိပြီး Community Award ဆုလည်းလက်ခံရရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။အဆိုတော်ဖြူဖြူကျော်သိန်းဩစတြေးလျနိုင်ငံ New South Wales Parliament House မှာစကားပြောခွင့်ရရှိပြီး Community Award ဆုလည်းလက်ခံရရှိခဲ့ကြောင်းမတ်လ29ရက်မှာအဆိုတော်ဖြူဖြူကျော်သိန်းကအတည်ပြုဆိုထားပါဗျ။ ဒီနေ့တီချဲဖြူဖြူတယောက်ဩစတြေးလျနိုင်ငံရဲ့ New South Wales Parliament House ပါလီမန်ကြီးမှာ keynote speech စကားပြောခွင့်ရခဲ့ပါတယ်။ပါလီမန်အမတ်များမြမအရေးတက်ကြွလှုပ်ရှားသူများနဲ့အတူ Professor Shaun Tanner လည်းတက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ Unshaken Spirit Heart Award ဆိုတဲ့ Community Award ကိုလည်းဂုဏ်ယူစွာလက်ခံယူခဲ့ပါတယ်။ဒီစုလေးဟာဒီလေးနှစ်တာမှာပြည်သူ့ဘက်ရည်တည်တဲ့အမှုပညာရှင်ကိုမြန်မာ community ကပထမဆုံးပေးတဲ့စုလေးပါ အခုလိုအတိမတ်ပြမှုအတွက် head beams rising ကိုလည်းကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။အဆိုပါအခမ်းအနားမှာမြန်မာနိုင်ငံတနန်တလျာတောတောင်နယ်ဆက်အသီးသီးနဲ့ကဘာအရက်ရက်မှာခိုးလုံနေရတဲ့မြန်မာပြည်သူပြည်သက်တွေနဲ့အမှုပညာလုပ်ဖော်ကင်ဘတ်တယောက်ချင်းစီရဲ့ရင်တွင်းကစကားသံတွေကိုမျှဝေခဲ့တယ်လို့အဆိုတော်ဖြူဖြူကျော်သိန်းကဆိုပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။